အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ခေါက်ပြောပြပေးမယ့်အကြောင်းအရာလေးက Facebook page ဟာခံရရင်ပြန်ရွေးအနေနဲ့ပတ်သက်ပြောပြပေးမှာဖြစ်ပါတယ်ဆက်လိုက်ရအောင် Okay ပါအဲဆိုရင်ကျွန်တော်9မိနစ်လောက်နဲ့ပြပေးမှာနော်ကိုယ့်ကိုပတ်စံပေးနေတဲ့ monetize ကနေပတ်စံရှာနေတဲ့ page business လုပ်ဒီ business လုပ်နေတဲ့ page ဆိုဖို့အရေးကြီးတာပေါ့နော်အဲဆိုရင်9မိနစ်လောက်နဲ့ပြပေးပါမယ်ပေါ့နော်ဆက်လိုက်ရအောင်ဒီ link လေးပေါ့နော်ဒီ link လေးကိုကိုယ့်ရဲ့ personal account မှာဟိုမှာပေးရ hack ခံလိုက်ရပြီဗျ hack ခံလိုက်ရတော့ကိုယ့် page ကိုပြန်ကြည့်တဲ့အခါ မတွေ့ရတော့ဆိုပါစို့အဲဒီ page ပေါ့နော်ဒီ page ကိုကျွန်တော်ဝင်လို့လည်းမရတော့ဘူးပြီးတော့ hack ခံအဲဆိုပါစို့ client တရားရဲ့ page နဲ့ပြပေးတာပါနော်အဲတကယ် hack ခံရတော့မဟုတ်ကျွန်တော်ဥမာအနေနဲ့ပြပြီးမှဖြစ်ပါတယ် hack ခံရတယ်ဆိုပါစို့ဗျာပြီးတော့လုံးဝဝင်လို့မရဘူးသူ like တွေ message တွေအပြင်ကနေကြည့်တဲ့ပုံစံကြီးဖြစ်နေလိမ့်မယ်အဲ့ဒါမျိုးဆိုရှင်ဒီ link လေးပေါ့နော်ဒီ link လေးကိုကျွန်တော်ဒီ video comment မှာ link ချတာပဲမနော်အဲ့ဒီ link တွေဝင်လိုက်ပါ link လေးကိုလေ hack ခံလိုက်ရတဲ့အဲ့ဒီ admin account မှာ only me နဲ့ post ချင်ပြီးတော့အဲ့ဒီ link နဲ့ဝင်လိုက်နော် โอเคလွယ်လွယ်လေးပဲအဲ့လင်းနဲ့ရောက်ပြီဆိုရင်အဲ့လင်းနဲ့ရောက်ပြီဆိုအောင်နာအောင်နည်းနည်းသွားပြီနော်အဲ့မှာ file and report ဆိုရဲဟာလေးအဲ့ဒါလေးကိုနှိပ်ပြီးပါပြင်ဟခံရတဲ့ page လေးပေါ်လာလိမ့်မယ်အဲ့ဒီ page ကို select page ဆိုပြီးတော့နှိပ်လိုက်ပါပြင်ဟခံရတဲ့ page ကိုအမှန်ကြီးလေးတစ်ချက်ချပြီးပြီးဆိုရင်စနှိပ်ပေးလိုက်အဲပြီးပြီဆိုရင်ငါငါရက်လောက်နေတဲ့ခါကျရင်အဲ၅ရက်မဟုတ်တခါလေး24နာရီ48နာရီတရက်2ရက်ပြည့်ပြီဆိုရင် အဲ့ဒီလူကြီးမင်းတို့ account လော့ကြပါလိမ့်မယ်အဲဒါမျိုး Facebook has been lost ဆိုပြီးဒါမျိုးလော့ကြပါလိမ့်မယ်လော့ကြပါပြီဆိုရင်ဒီမှာလေလော့ကြသွားပြီဆိုရင်ဒီမှာလေ guest status ရှိတယ်အဲ့ကလေးလေးနှိမ့်အဲနှိမ့်ပြီးပြီဆိုရင် Facebook account နဲ့အာ Facebook account နဲ့ချိန်ထားတဲ့ Gmail တွေဖုန်းနံပါတ်တွေတွေကိုသွားကုတ်ချပေးလိမ့်မယ်ချလာတဲ့ကုတ်ကလေးဖြည့်ပြီးပြီးလော့ဖွင့်လိုက်လော့ပြူသွားပြီဆိုရှင်ဒါအပြည့်လည်းပြန်ရပါပြီအဲကျေးဇူးတင်ပါတယ်เนาะအဲ့ဒါလေးပါပဲပြန်ပြန်ရသွားပြီဆိုရင်အဲ page လက်ထဲပြန်ရောက်သွားပြီဆိုလို့ရှိရင် ပြီးရချိုလေးတခိုးလေးပြန်ခိုးလို့မရအောင် business manager account ချိန်တဲ့နေ့ကိုလည်းကျွန်တော်ဘယ်လိုချိန်ရမလဲဆိုတာလေးကိုဒီ video ရဲ့ comment မှာ link လေးချထားပေးပါမယ်နော်အဲ့တော့ BN chain ရဲ့ link တက် link ကျွန်တော်အလုပ်လုပ်ရမယ် I think my Facebook page WhatsApp ဆိုရယ်ဒီ link တခုအဲ့ link link တခုဒီ video comment မှာ link ချထားပေးပါမယ်ကျေးဇူးတင်ပါတယ်ထပ်ပြီးတိရအကြောင်းအရှင်းထပ်ပြီးတောင်းဆိုတော့လို့ရပါတယ်ဗျာ